ောင်းတဲ့လို့လို့ရင်မြင်မြတ်တဲ့လူမဖြစ်ဘူးဆိုတဲ့ရသော်ဘုရားရဲ့ဆုံးမတရားတော်ဟာသွေးထွက်အောင်မှတ်နေအမှန်ပဲဖြစ်တယ်။ကိုကိုယ်တိုင်မြင်မြတ်ခြင်းမြင်မြတ်တဲ့လူကိုလိုချင်အောင်ဖြစ်တယ်။နေကြတဲ့လို့လို့ရင်ကိုဟာဘလို့ပဲမြင်မြတ်သူဖြစ်ခြင်းတော့လေနေကြသူပဲဖြစ်မယ်။အလောက်ကနေကိုကိုယ်ကိုစံသတ်မှတ်သွားလိမ့်မယ်။စိတ်နေသဘောထားတွေကစံသတ်တော့မှလည်း စိတ်ထားမျက်မှောက်သူဟာမြင့်မြတ်တာဖြစ်တယ်ပေါ့။ကောင်းပြီတဖြစ်စိတ်ထားမျက်အောင်ဘယ်လိုလုပ်ရမလဲ။ဘယ်ဟာကိုမြင့်မြတ်တဲ့စိတ်လို့ပြောရမလဲ။လူဆိုတာအတိုင်းဝိုင်းတဲ့နေတတ်တဲ့တရားတစ်မျိုး။အဲ့ဒီအတိုင်းဝိုင်းတဲ့နေတဲ့အခါမှာ feminine society သူ feminine ကို feminine ကိုရှင်း။အဲ့ society လူသားအတိုင်းဝိုင်းပေါ်မှာ ချိုးစီးပွားကိုလိုလားတဲ့စိတ်သက်ဆိုတာမေတ္တာမေတ္တာဆိုတာအမုန်းကင်းစင်တဲ့စိတ်တွေတော်တော့ပြောတာဒုတိယဘောမှာမချိနှက်တာတွေမရှိဘူးမုန်းတီတာတွေမရှိဘူးသူ့ရဲ့ချိုးစီးပွားကိုလိုလားတယ်လူတိုင်းကိုချမ်းသာစေခြင်းနဲ့ရှင်ပြေစေခြင်းနဲ့ဆိုစိတ်ဓာတ်တွေကိုဝေးကြည့်လိုက်သူပဲတွေ့တွေ့အလုံး ိုးစီပေါ်လိုလာတယ်ဘသူပဲဖြစ်ဖြစ်ချမ်းသာတဲ့အလောက်ကစိတ်ပြေတယ်စာဝနေပြေဆုံးတယ်အလုံးကချမ်းသာကြတယ်ပြုံးရွှေပြီးတော့နေကြတယ်ဆိုအလုံးချစ်တတ်ဆရာကိုစိတ်တက်ကအဲ့လိုပြည့်ပြတ်တဲ့စိတ်ဓာတ်တွေပွေလိုက်ပါဆိုတော့မေတ္တာလို့ခေါ်မေတ္တာရဲ့သဘောအပါတော့ဆိုအမုန်းကင်းစင်ရဲ့ပဲဒုရယမေတ္တာပို့တာကိုမေတ္တာလို့ထင်နေကြတာ လူချားကောင်းမေတ္တာပို့တယ်ရှင်တဲ့ကဒေါသကိုတော့ဒီတိုင်းပဲတိမ့်ထားတယ်မကြည်တတ်ဘူးဘုသူဖြင့်တကွေးတော့တဲ့ပဲစိတ်ခေါ်ရင်တိမ်ပေါ်ထီအောင်လိုက်အောင်မနဲ့အညိုတေးတယ်လုံးလို့ရှိချတယ်လို့တယ်မကြည်နှက်ချက်တည်းရင်ထဲမှာရှိတယ်မကြည်နှက်ချက်ကိုရင်ထဲမှာတူထားနေလို့ရှိရင်ကိုယ်ကမေတ္တာပြေဝသူမဟုတ်ဘူးဘုသူဘောဖြင့်မကြည်တတ်ဘူး သူ့ကိုတော့မုန်းတယ်ဆိုရယ်စိတ်တမျိုးတွေထားနေသေးတယ်ဆိုလို့ရှိရင်ဒါဖြူစင်မြင့်မြတ်သူဖြစ်တူရတာမေတ္တာဆိုတာအကတ္တမရှိအောင်သို့သောမြတ်မတို့မျိုးတွေကမေတ္တာဆိုတဲ့ဖြူစင်မြင့်မြတ်တဲ့အသုံးကိုချစ်ထားနဲ့သွားလဲနေချပြန်ဘယ်လိုမေတ္တာရှိတယ်ဘယ်ဝါမေတ္တာရှိတယ်အဲ့ဒါကမေတ္တာပေါ့ တဏ္ဍာဆိုတာကိုယ့်အတွက်စဉ်းစားတယ်။ပိတ္တံဆိုတာသူ့အတွက်ပဲစဉ်းစားတယ်။ကဲကိုယ့်ကိုစဉ်းစားကြည့်။ငါဟာသူ့အတွက်စဉ်းစားတာလားကိုယ့်အတွက်စဉ်းစားတာလား။ဒါပဲသိချအောင်စဉ်းစား။ကိုယ့်ကိုဖြည့်ထုတ်မနေနဲ့။မနေနဲ့ကိုယ့်ကိုဖြည့်ထုတ်။ငါဟာသူ့အတွက်လား။သူဟာငါအတွက်လား။ငါကသူ့အတွက်ဆိုလို့ရှိရင်တော့မေတ္တာပဲရောက်ပါ သူဟာငါအဲ့အတွက်လို့ဆိုလို့ရှိရင်တော့ဒါကိုကိုကိုအတွက်အကျိုးကိုကျိုးငဲ့တာပဲဖြစ်တယ်ရှိလေလောကလူတွေဟာမိသားစုပဲဖြစ်ဖြစ်အမေဖေကသာသမီကိုချစ်တယ်လို့ပြောကြတယ်ဒီကောင်မောင်တို့မှချစ်တယ်လူချင်းချင်းချစ်တယ်လို့ပြောကြတယ်ကိုအတွက်လားသူ့အတွက်လားတခြားဖြစ်ထုတ်တခြားဖြစ်ထုတ်လိုက်တဲ့အခါမှာ လူတယောက်ကတယောက်ကို ချစ်တယ်လို့ပြောနေတာဟာသူ့မြင်ရရဲ့စိတ်ချမ်းသာနေတယ်။မိဘကလည်းသားသမီးကိုချစ်တယ်လို့ဆိုတာဒီသားသမီးလေးပေါ်မှာအားကိုးပြီးတော့စိတ်ချမ်းသာနေတယ်။အဲ့တော့တရားဓမ္မစစ်ထုတ်ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီသူစိတ်ချမ်းသာနေတာလေးကိုသူချစ်နေတာပါတော့။သားသမီးကသူ့ရဲ့ object များတာဖြစ်တယ်။သားသမီးကိုချစ်တာမဟုတ်ဘူး။ တေချာစဉ်းစားကြည့်ပါပေါ်မှာနော်အခုခေကြည့်လေအခုပဲတွဲလိုက်တော့ကြာကွဲလိုက်ဆိုတာဘာကြောင့်ကိုယ်တွဲကြည့်ကြတာလေကိုယ်တွဲအဆင်ပြေတွဲပဲကိုယ်နဲ့အဆင်မပြေဘူးဆိုခွဲပဲအဲ့တော့ကိုယ်တွဲကြည့်နေတည်းများတော့သူကမေတ္တာမဖြစ်ဘူး မိဘကသာသမီကိုချစ်တယ်လို့ဆိုနေမိဘပဲချစ်ဒီသာတိသမီကကိုပြောတဲ့စကားကိုနားထောင်မှုနားထောင်တော့နေစင်နဲ့အများစိတ်ဆင်းရဲတယ်မိဘစိတ်ဆင်းအောင် လုပ်တယ်ဆိုဘာလုပ်လဲသတင်းစာတွေကနေအပွေပြကြော်ကြတာပေါ့ထာနောက်ဆုံးပါချစ်ပါတယ်ဆိုတော့ဘာလို့အပွေပြကြော်ကြတာဘာကြောင့်လို့ဆိုရင် တကယ်သူမျက်နှိုးတဲ့သူ့ရဲ့ happiness ကိုဖျက်ဆီးလို့ခြေညာလိုက်တာပဲမာတော့သူချစ်နေတာက happiness ကိုချစ်နေတာသို့သောတာသမီကိုချစ်တယ်လို့ထင်နေကြပြန်ဝယ်မမှုပဲအဲ့တော့လောကမှာလူတွေဟာဥစ္စာတဏှာကိုချစ်တယ်လူကိုချစ်တယ်ဆိုတာပြောကြတာတချို့ကဥစ္စာတဏှာကိုချစ်ပြီးတော့လူကိုချစ်ချစ်မချစ်ချစ်အောင်နေတဲ့လူတွေရှိတယ် ပစ္စည်းချက်ပစ္စည်းရပဲဆိုရင် तू อ่ะအောင်ဤနေပစ္စည်းမရတော့ဘူးဆိုရင်ခက်တော့ပဲအဲ့တော့ဓမ္မစစ်ကိုမသိချာမသိချာလူတိုင်းလူတိုင်းဟာကိုယ်ကိုစဉ်းစားတဲ့ကိုယ့်ရဲ့ happiness ကိုကိုယ်တမိုးထားကြတာဖြစ်တယ်။အေး happiness ကိုတမိုးထားရဆိုလို့ရှိရင်သူတို့လည်းသူပျော်ရွှင်မှုကိုလိုချင်ပါပဲ။ငါလည်းငါပျော်ရွှင်မှုလိုချင်တယ် အဲ့တော့သူလည်းပျော်ရွှင်မှုရပါစေငါလည်းပျော်ရွှင်မှုရပါစေ။ Oh New Year ဆို Happy New Year နဲ့អော်လိုက်ကြတာဖြစ်တာ။ပြီးတော့လည်းဟုတ်တာလည်းမဟုတ်။နော်။အဲ့တော့ Happy ဆိုတာကိုတမိုးထားတယ်ဆိုတာသိချတယ်။အဲ့တော့တကယ် Happiness ကိုဖော်ဆောင်ပေးနိုင်တဲ့မေတ္တာအစစ်နဲ့ဒုတိယအကျိုးစီးပွားကိုလိုလားတဲ့စိတ်နဲ့ထားပါ။ ိဘကလည်းသာသမီရဲ့အချိုးစီးပွားကိုသာလိုလားတာသူ့ကိုချက်တာမဟုတ်ဘူးဒီလိုထားရမှာဖြစ်တယ်။ဟောပစ္စည်းဥစ္စာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒီအချိုးစီးပွားကိုလိုလားတဲ့စိတ်နဲ့ထားမယ်ဆိုလို့ရှိရင်ခန္ဓာတို့ပြစ်နာစာပဲဖြစ်တော့စိတ်မနဲ့မေတ္တာတခုရှင်နေကအမုန်းတရားဆိုတော့မရှိတော့ဘူး။အေးရှင်နေကအမုန်းတရား ဒီမေတ္တာအစစ်အမှန်ရှိပြီဆိုလို့ရှိရင်ဒုတိယနိုင်ကြသွားတယ်ဆိုရင်လည်းပဲဒီသူ့ဘောမှာအကျဉ်းလာထားတယ်။အောင်မြင်ကြီးပွားသွားပြီဆိုလို့ရှိရင်လည်းဝမ်းသာနိုင်တယ်။မေတ္တာစစ်နဲ့ချစ်ပြီဆိုလို့ရှိရင်တော့ဆင်းရဲရင်ကုပဲကြီးပွားတုတ်တဲ့သွားရင်ဝမ်းသာမယ်။ချစ်တုံးခု မေတ္တာရဲ့ကရုဏာရဲ့မုဒိတာရဲ့အဲ့ဒီစိတ်ဓာတ်တွေနဲ့အများနဲ့ဆက်ဆက်နေပြီဆိုလို့ရှိရင်အဲ့ဒီပုံမှာပြည့်မြတ်သူပဲဖြစ်တယ်တကယ်ပြည့်မြတ်တဲ့စိတ်အလုံးနဲ့နေတာဖြစ်တော့ကြောင့်ပြည့်မြတ်သူပဲဥပိ္ပခာဆိုတာကြတော့လူတယောက်ပေါ်မှာအချိုးစီးပွားကိုလိုလားတဲ့ဆိုတဲ့စိတ်နဲ့လဲ လုံးလမလုပ်ဘူးအာမထုတ်ဘူးကြောင်းကြမထားဘူးဆဲဒုက္ခကလွမြောက်ပါစေဆိုရတဲ့လေအာမထုတ်ဘူးသူချမ်းသာရင်လည်းသူကလည်းသူချမ်းသာတာပဲဆိုပြီးတော့ချမ်းသာတဲ့အပေါ်မှာလည်းပဲအာမထုတ်ဘူးဥပိ္ပခာကြတော့တည်ငြိမ်တဲ့သဘောတရားတစ်ခုရသွားပြီသူကြတော့ equanimity လို့ခေါ်တယ် ချက်ချင်းမုံညင်းကိုလွန်မြောက်ပြီးတော့ဟိုဘက်ဒီဘက်တိမ်ဆောင်းသွားတာမရှိတော့ဘဲနဲ့တိမတ်တဲ့သဘောဖြစ်သွားတယ်။ဥပ္ပခာမရှိဘူးဆိုလို့ရှိရင်လူတွေကပယ်လိုက်တဲ့သဘောတွေဖြစ်သွားကုန်။အဲ့တော့သရဝရီပေါ်မှာချင်းရင်တစ်မျိုးမိုးရင်တစ်မျိုးဆိုတဲ့မတိငိမ့်တဲ့စိတ်နေသဘောဓာတ်တွေပျောက်ကင်းသွားလို့ရှိရင်ဥပ္ပခာမေတ္တာကရုဏာမုရိတာဆိုတဲ့ဖြစ်ပစုတရား၃ခုကို ကိုယ့်ရင်ထဲမှာအခိုင်အမာတည်ဆောက်မိပြီဆိုလို့ရှိရင်ဥပိ္ပခာဆိုတဲ့အကျိုးကျေးဇူးတစ်ခုရလာအရထဲမှာလို့အေးမခေါ်မပြောပြစ်ထားတဲ့ဥပိ္ပခာမျိုးမဟုတ်ဘူးတရားပြောနော်တိငိတိမတ်တဲ့သဘောတရားတွေကိုဆိုလို့ဒါကြောင့်ဘုရားရဲ့ဆုံးမရမြင့်မြတ်သူဆိုဒီမှာစိတ်ဓာတ်ပြင်ပြရမယ်ကိုလုံးတဲ့လုပ်ငန်းပြင်ပြတဲ့အလုပ်ဖြစ်ရမယ် အဲ့ဒီမြင့်မြတ်တဲ့အလုပ်ထဲမှာကိုယ့်ရဲ့ society ကိုယ့်အတိုင်းဝိုင်းထဲမှာကိုယ်လုပ်တဲ့အလုပ်ဟာဘယ်လိုလုပ်ဟာမြင့်မြတ်တယ်လဲမေတ္တာအခြေခံတဲ့အလုပ်ဟာမြင့်မြတ်တယ်ကရုဏာအခြေခံပြီးလုပ်တဲ့အလုပ်ဟာမြင့်မြတ်တယ်ချဲ့လစီကင်းပြီးတော့အလုံးအပေါ်မှာကျင့်တတ်နိုင်တဲ့ appreciative joy လို့ခေါ်တယ်ဘုရားတရား အဲ့ဒီလိုဝန်တာတိုင်မှုရှိတယ်ဆိုလို့ရှိရင်ဒါစိတ်ထအနေနဲ့ပြင်းပြတ်သွားပြီဒါကြောင့်မို့မလေးစားပြီမှာဗျာမဝိဟာရလို့ခေါ်တယ်။ဘာကြောင့်ဗျာမလို့ခေါ်တယ်လဲလို့ဆိုရင်ချီမွမ်းပွေရစိတ်တွေသဘောထားဖြစ်လို့ပြင်းပြတ်ခြင်းဆိုတဲ့အဓိပ္ပာယ်ရဗျာမလို့ခေါ်တယ်။နောက်အဓိပ္ပာယ်တစ်ခုက အမုန်းကင်းစင်တဲ့သဘောတရားဖြစ်တဲ့အတွက်ကြောင့်ပြပလို့ခေါ်တယ်။လောကမှာခနေခေပဲကြီး hate speech ဆိုလူတွေကိုဒုက္ခအပေးဆုံးအရာတစ်ခုဖြစ်နေတယ်။နော်။ hate speech ထွက်သွားတာရှင်တွေက hatred ကြောင့်ဖြစ်တာလေ။နှုတ်ကထွက်လာတယ်ဆိုရင်ရှင်တွေကမအောင်နိုင်လို့အန်ထွက်လာတာဖြစ်တယ်။ ရှင်ထဲမှာအလုံးနဲ့အခဲနဲ့ရှိနေတယ်။ hatred ဆိုရင်အမုန်းစိတ်ဒေါသကိုဖိရှားနိုင်မှာပြင်းပြသူဖြစ်နိုင်မယ်။အလုံးပေါ်မှာကျင့်တတ်ခြင်း၊တိခါခြင်း၊ခွင့်လွှတ်ခြင်းနဲ့လူလူချင်းတန်းတန်းထူညီညာဆက်ဆံအောင်သင်ပြီးအကျိုးစီးပွားလိုလားတဲ့စိတ်ကောင်းလုံးကောင်းတွေမွေးမြူကြမှာဖြစ်တယ်။အဲ့လိုမွေးမြူပြီးပြင်းပြတဲ့အလုပ်တွေကိုလုပ်နိုင်ပြီးဆိုတော့မှတကယ်ပြင်းပြသူ လွန်ချင်တဲ့ဆရာကောင်းတဲ့ definition ပဲကိုကိုယ်တိုင်မြင့်မြတ်သူ ဖြစ်ချင်ရင်မြင့်မြတ်တဲ့စိတ်ဓာတ်ကိုဝေးပါမေတ္တာကရုဏာဥရိတာဥပေက္ခအဲ့ဒီမြင့်မြတ်တဲ့စိတ်နေသဘောထားတွေကိုအခြေခံပြီးတော့မြင့်မြတ်တဲ့အလုပ်တွေကိုလုပ်ပါ လုပ်ရင်ကိုဟာအဆမရှိဘူးမချမ်းသာဘူးဆိုနေပါစေရှာလို့မချီဘူးဆိုလည်းနေပါစေကိုဟာအောက်တန်းကြတဲ့စိတ်တွေသဘောထားရှိတဲ့လူမဖြစ်လို့ရှိရင် ဟာပြည့်မြတ်သူပဲဖြစ်ပါတယ်ဆိုတဲ့ဒီဟာရသော်ပြရဲ့အဆုံးမတရားကိုမတားတာယူပြီးကြာပန်းမှာကြာပင်တစ်ပင်လုံးမှာချိလိုက်ကြာပန်းဟာအပြစ်ကင်းစင်တဲ့တန့်စင်မွန်မြတ်တဲ့အရာဖြစ်တယ်လို့လူတွေမှလည်းပဲအမွန်မြတ်ဆုံးကပြည့်မြတ်တဲ့စိတ်နေသဘောထားတာလည်းဖြစ်တယ်မြတ်တဲ့စိတ်နေသဘောထားရချင်အဖြစ်ကိုကိုကြာပန်းတဲ့ဖွယ်နှစ်သက်ဖွယ်ဖြစ်အောင်မြင့်မြတ်သူဖြစ်အောင် တတိဆောင်ပြီးတော့調査အထောက်နိုင်ကြပါစေကုန်သတည်း